Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒီမှာခောက်ဆင်ပါတူလေးလှူစားပြလို့လုံနီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်ခောက်ဆင်ပါတူကပလာတူ၅နဲ့စားကြတာဖြစ်တဲ့အတွက်ဒီမှာဒီဂျပန်စူပါနေပြီးတော့ပလာတူ၅လေးတွေ့လို့ဝေလာခဲ့လိုက်ပါတယ်ရှင်ဒီဝမ်းနင်းသားနဲ့ကိုခေါင်းပိုင်းရတော့သူတို့တန်ရှင်းလုပ်ပြီးပြီးသားဆိုတော့ဒီမှာထက်ပြီးတော့အမီးနဲ့ဒီအပေါ်ကကြောရိုးလေးတွေပဲဖယ်ပြီးလိုက်ပါတယ်ပြီးရင်တော့ဒီမှာတို့ဒီအသားလေးကိုအရသာမုံလေးစိတ်ဝင်မှုအတွက်ကိုဓာလီနဲ့ပပလေးမုံပေးလိုက်ပါမယ်ရှင် ဒီငားဟာအသားလေးများတယ်အယိုးလေးနဲ့တယ်အရန်ဆောက်လို့ကောင်းတဲ့နေရာမှာပါပါတယ်တခြားငားတွေလို့ညှိနှက်နန္နာမျိုးတွေတော့မဖြစ်ဘူးပေါ့နော်ကြော်ဆားဆားနှက်ဆားဆားဆောက်လို့ရပါတယ်ရှင်ဒီထားလေးရေးစေးပြီးတော့မှတန်ရှင်းပြီးသွားပြီဆိုရင်တော့ဟီမာတို့စားနဲ့အချုံမူလေးပဲအဲဟိုဘက်ဒီဘက်လှိမ့်ပြီးတော့မှနှေးပြီးလိုက်ပါမယ်ရှင်။ ပြီးတော့ငါစပြီးတော့ကြော်ပါမယ်ရှင်ကြော်တဲ့အခါမှာဟိမာတို့စီမပေါက်အောင်ပြီးလို့ရှင်ကအောက်ခြေတွေမကောက်အောင်လို့ဟိမာပြောင်းကုန်မုန်လေးအနေငယ်ထည့်ပြီးတော့မှစီတဲကိုထည့်ပြီးတော့မှုတ်ပေးလိုက်ပါတယ်ပြီးတော့ငါကိုထည့်ကြော်လိုက်ပါတယ်ပြောင်းကုန်မုန်ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငါကအောက်ခြေမကျက်ပဲလှန်လဲပဲအသားပဲ့သွားတာကြီးပြုတ်သွားတယ်မဖြစ်ဘူးပြီးစီလဲလုံးဝလုံးဝမပေါက်ပါဘူးရှင်အဲဒီနီးလေးတိုင်းကြော်ကြည့်ပါရှင် ပြီးတော့ဟိမာလိုတွဲဆောက်ဖို့အတွက်မုတ်ဖက်လေးပြုတ်ပါမယ်ဒီမုတ်ဖက်ကကြတော့ပြီးရင်နံမုတ်ဖက်ကိုတုံထားပါတယ်အနည်းဆုံးမိနစ်20လောက်တော့ပြုတ်ပေးရပါတယ်ရှင်ပြီးတော့ဟိမာလိုပြုတ်ပြီးသွားပြီဆိုရင်ရေအေးအေးလေးနဲ့ဆေးပြီးတော့ရေပြန်စစ်ထားလိုက်ပါမယ်ရှင်မုတ်ဖက်ပြုတ်ပြီးသွားပြီဆိုရင်တော့ဟိမာရုစပြီးတော့အချင်းဖြောပါမယ်။အချင်းအတွက်ကတော့မကြီးမဲငရုတ်သီးစိမ်ငမြရည်ရှာလကာရည်နှင်းငယ်စစ်သားမုတ် ရေကျက်တုံဖြူနန်းနံမင်းပြီးတော့ဟိမာကဒီအုံးတကြလေးကိုသုံးထားပါရဲ့ရှင်အုံးတကြတော့ပုံမှန်ဒီဖိအောင်းနေပါလို့ပေါ့နော်ဟိမာဖိအောင်းနေကိုဖယ်ပြီးတော့မှအုံးတကြနှစ်စွန်းထည့်ပေးပါရယ်အဲရိုးရိုးတကြပဲဖြစ်ဖြစ်ထက်ညက်ပဲဖြစ်ဖြစ်ရှိရင်လည်းထည့်လို့ရပါရဲ့ရှင် ဒီအချိန်စနေနေ့ကကြတော့လေဒီမှာဆက်ထားတဲ့အချိန်အားဆိုလို့ရှိရင်ဒါပင်လယ်ဓာရီနဲ့ပဲဆက်ဆာအကင်ဒီပါရီနဲ့ပဲဆက်ဆာပေါ့နော်အရန်လိုက်ဖက်တဲ့ချီမီကွေးချင်းချင်းဆက်ဆက်အချိန်ရင်းလေးပဲဖြစ်ပါတယ်အဲအဲ့လိုမျိုးအစားအစာလေးရင်းနဲ့စားမယ်ဆိုရင်လည်းဒီလိုအချိန်ရင်းလေးဖြုတ်ပြီးမှမှစားကြည့်ပါရှင်ပြီးတော့ဒီမှာတွဲစားဖို့အတွက်ဆက်လက်ရွက်လေးတွေတခွားသီးလေးတွေနဲ့ဒီမုတ်ဖက်တွေကိုဖန်နှစ်ထည့်ပြီးတော့ပြင်ဆင်ထားလိုက်ပါတယ်ရှင် ဒီခေါက်ဆက်ပါတူလုံနီးနဲ့ဆော့ဆက်နေရဆိုရင်အရန်လဲလွယ်ကိုရွှေရှင်ပြီးတော့ဒီဆော့ဟာဆိုလို့ရှင်လဲဟော့ပေါ့နေပဲစားစားတခြားငါမဟုတ်ပဲနဲ့အဲရေပဝဲပြည်ကြီးငါတို့တခြားအသားတို့အကင်တို့နဲ့တွဲဆောင်မယ်ဆိုရင်လဲအရန်ကိုလိုက်ဖက်တဲ့ဆော့လေးဖြစ်တာမလို့လိုက်ပြီးတော့လှုပ်ဆက်ကြည့်ကြပါရှင့်ကျေးဇူးများကြီးတင်ပါတယ်ရှင့်